မှုခုလုံရေးကပေးတဲ့နာရေးဆေးကဝန်ထမ်းကိုယ်တိုင်တေမရတာလားဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုဝင်တွေကတေဆုံးရင်ရောရလားဆိုပြီးတော့ comment မှာမေးထားတယ်ပေါ့နော်အဲဒါကိုကျွန်တော်တို့ဒီတယောက်ကဝင်ပြီးတော့ဖြေထားတယ်မိသားစုဝင်တွေတေဆုံးရင်လည်းရတယ်လို့ဖြေထားတယ်ပေါ့နော်အဲ့ဒီဟာမှားပါတယ်အဓိကတော့ဒီလူမှုခုလုံရေးကပေးတဲ့နာရေးဆေးကဝန်ထမ်းကိုယ်တိုင်တေဆုံးမှာပဲဒီနာရေးဆေးကိုခံစား권ရှိတာပေါ့နော်အဲ့တော့တချို့ဝန်ထမ်းတွေဆိုရင်ကျွန်တော်တို့ဒီနာရေးဆေးရတယ်ဆိုတာတော့မသိဘူးပေါ့နော်လူမှုဖလုံရထုတ်ရမှန်းလည်းမသိဘူး။ဒါကြောင့်မို့ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။ပြီးတော့ bonus အနေနဲ့ဒီနိုင်ရေးစိတ်တက်ပုံတွက်နည်းလေးကိုပါဒီနေ့ကျွန်တော်ဒီတက်ပုံတွက်နည်းလေး formula လေးကိုပါရှင်းပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒါကိုအလွတ်ပြောနေတာမဟုတ်ပါဘူးကျွန်တော်စီမှာဒီမှာလူမှုဖလိုင်းနဲ့ပတ်သက်တဲ့ဥပဒေစာအုပ်ရှိပါတယ်ကျွန်တော်ကလည်းလက်ရှိဒီလူမှုဖလိုင်းဒီလေဘာလုံးနဲ့ပတ်သက်ပြီးတော့ဒါတင်တန်းကြီးမျှဝေနေတာပေါ့နော်အဲ့ဒါကြောင့်မတချို့ဟာတွေကကျွန်တော်အလွတ်ရနေတာလေးရှိပါတယ်အဲ့တော့နိုင်ရေးစိတ်ကကျွန်တော်ဝန်ထမ်းတယောက်တိတ်ဆုံးသွားပြီဆိုရင်သူပတ်တာသူပေါ့နော်အလုပ်ခွင့်မှာထိခိုက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပိတ်ရမှာတိတ်ဆုံးမယ်ဖြစ်ဖြစ်တခြားအကြောင်းကြောင့်ဖြစ်စေပေါ့နော် တည်ဆုံးနေဆိုရင်나ရေးစိတ်ကိုဒါလူမှုဘလော့ရင်မှာကျွန်တော်တို့ဒီဖြစ်တဲ့အချိန်ကနေ၃လအတွင်းပေါ့เนาะကျွန်တော်တို့သူ့ရဲ့ကြံရည်သူမိသားစုဝင်တွေအဲဒါမှမဟုတ်ဒီအလုပ်ရှင်ကနေပြီးတော့ကိုစားဖြစ်ဖြစ်ပေါ့เนาะပြန်ပြီးတော့တောင်းဆိုပြီးလို့ရပါတယ်ရှောက်လို့တင်လို့ရပါတယ်ပေါ့เนาะအဲ့တော့အဲ့လိုမျိုး나ရေးစိတ်ခံစားဖို့အတွက်ပေါ့เนาะလူမှုဘလော့ရင်မှာတစ်နှစ်တို့နှစ်နှစ်တို့အဲ့လိုမျိုးထဲဝင်ကြည့်အဲ့လောက်ကြီးရှိစရာမလိုပါဘူးလူမှုဘလော့ရင်မှာအ ਨੇ ဆုံးပေါ့เนาะကျွန်တော်တို့ဒီထဲဝင်ဒီတလားလောက်ပဲထဲဝင်ထားရင်အဲ့တလားအတွင်းမှာတည်ဆုံးသွားရင်တောင်မှပဲ ဒီနိုင်ရေးစရိတ်ကိုဒါဝန်ထမ်းအနေနဲ့ဒါဝန်ထမ်းရဲ့ကြံရည်သူမိသားစုအနေနဲ့ခံစားဝင်ရှိတယ်ပေါ့နော်။သူကနိုင်ရေးစရိတ်ပေးတဲ့ပုံစံကကြတော့သူကထဲဝင်ကြီးလများလေနိုင်ရေးစရိတ်ငွေအမောင်းကများလေပဲပေါ့နော်။အဲ့တော့နိုင်ရေးစရိတ်သွားပြီးတော့ရှောက်ထားမယ်ဆိုရင်တော့လူမှုဖွံ့ဖြိုးရေးမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကိုတော့ကိုကအရင်ဆုံးမေးမြန်းမှုလိုပါတယ်။အဲ့တော့အဓိကအပြစ်ဘာတွေလို့လဲဆိုတော့လူမှုဖွံ့ဖြိုးရေးဆရာဝန်နေပြီးတော့ဒီထောက်ခံပေးတဲ့ဒီတည်ဆုံချောင်းထောက်ခံကြရဲပြီးတော့ကျွန်တော်တို့ဒီရက်ွက်ဒီတန်တရာပေါ့နော်မြို့နယ်ဒီတန်တရာကနေထုတ်ပြီးတော့တည်ဆုံချောင်း ီလက်မှတ်တွေပေါ့နော်ဒီဟာတွေနဲ့ကျွန်တော်တို့ပြီးရင်အိမ်တော်စုစည်းအနေနဲ့သွားပြီးတော့ရှောက်ထားဖို့လိုပါတယ်အသေးစိတ်ကထပ်ပြီးတော့မေးကြည့်ဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ဝန်ထမ်းတည်ဆုံးပြီးတော့24နာရီအတွင်းတော့လူမှုခုလုံရေးရုံကိုအကြောင်းကြားထားဖို့တော့လိုပါတယ်ဟုတ်ကဲ့တော့တော့ပုံ20ကဘယ်လောက်ရလဲဆိုရင်ကျွန်တော်အခုဒီမှာပြထားတဲ့အတိုင်းပဲသူကဒီလွန်ခဲ့သော ဟိုလေးလအတွင်းပေါ့နော်အဲ့ဒီလေးလအတွင်းရဲ့ပြန်မြလုခလာစာဒီမှာအလုံးနားလည်အောင်ပြောရမယ်ဆိုရင်တော့လူမှုဖွလုံရေးအကြမ်းမြအဖြစ်လေးလအတွင်းမှာပေါ့နော်လူမှုဖွလုံရေးကိုနှစ်သိန်းကြီးပဲဇက်တိုက်သွင်းထားတယ်ဆိုရင်တော့ကျွန်တော်တို့ပြန်မြရှာကြရမလို့အဲ့နှစ်သိန်းနဲ့ပဲယူတွက်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့အဓိကတော့ကျွန်တော်လူမှုဖွလုံရေးသွင်းထားတဲ့လာစာလို့ပဲဒီမှာအကြမ်းမြအဖြစ်ပြောလိုက်မယ်အဲ့တော့ကိုယ်လူမှုဖွလုံရေးမှာနှစ်သိန်းနဲ့သွင်းထားတာလားတစ်သိန်းခွဲနဲ့သွင်းထားတာလားဆိုတာဒါကိုယ်အသိဖို့လိုတယ်ပေါ့နော် ဟုတ်ပြီအဲ့ဒီလူမှုဖွံ့ဖြိုးရေးကိုတွင်းထားတဲ့လစာကိုကျွန်တော်ဗာနဲ့မြှောက်မှာလဲဆိုတော့သူ့ရဲ့ထဲဝင်ကြီးလာကို16နဲ့စားတယ်အဲ16ကပုံသေးနည်းပဲဘယ်ရရလဲလို့မမေးနဲ့ဗောနော်ဒါလူမှုဖွံ့ဖြိုးရေးအတက်မှတ်တာပုံသေးနည်းပဲအဲ့တော့လူမှုဖွံ့ဖြိုးရေးမှာကိုကထဲဝင်ကြီးဥမာဆိုပါစို့တစ်နှစ်ဆိုရင်ထဲဝင်ကြီးလာ17လရှိရဗောနော် တကယ်လို့အဲဒီမှာဒီပုံလေးထဲမှာပဲကျွန်တော်ပြပေးမယ်နော်သူကထဲဝင်ကြီး17လပဲရှိတယ်ဆိုရင်16နဲ့စားရတယ်ဗောနော်ပြီးရင်ဒီမှာတက်နဲ့ပြန်ပြီးတော့ပေါင်းပေးရတယ်အဲ့တော့17ကို16နဲ့စားရင်0.67ရတယ်ဗောနော် ဒီဘက်က1နဲ့ပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့1.67ရတယ်အဲ့တော့ကိုယ့်ရဲ့ဒီလူမှုဘလုံရင်တွင်းထားတဲ့လစာကပေါ့နော်ကျွန်တော်တို့ဟိုအကြမ်းမရပဲ3400ဆိုရင်3400ကိုကျွန်တော်တို့1.67နဲ့မြှောက်လိုက်ရင်အဲ့ဒါကိုယ့်ရဲ့နာရေးစရိတ်ပဲပေါ့နော်အဲ့တော့ဆိုပါစို့ကျွန်တော်တို့ကထဲဝင်ကြီးလာတာ12လနဲ့တွက်လို့ပေါ့တကယ်လို့ကိုကလူမှုဘလုံရင်မှာထဲဝင်ကြီးကိုကျွန်တော်တို့တွေက18လဆိုရင်ပေါ့နော် အဲ့တော့78ကို78နဲ့စားလိုက်ရင်ကျွန်တော်တို့ဘယ်လောက်ရလဲဆိုရင်1ရတယ်1နဲ့1နဲ့ပေါင်းတော့2ပေါ့နော်အဲ့ဒါဆိုရင်တော့သူရဲ့မြောက်ပေါ်ကင်းကများသွားတဲ့အတွက်3400 400ကို2နဲ့မြောက်လိုက်ရင်3800 800လောက်ထိဒါရသွားမှာပေါ့နော်ဒါကြောင့်မလို့ထဲဝင်ကြီးလူမှုဖွံ့ဖြိုးရေးမှာထဲဝင်ကြီးလကမ9နှစ်တို့6နှစ်တို့နော်အဲဒီလူတွေဆိုရင်တော့ပို့ပြီးတော့အများကြီးရနိုင်တာပေါ့နော်โอเคတကယ်လို့ဝန်ထမ်းကစဝဝင်ကြီးလာစာမထုတ်သေးရသေးမှာပဲတည်ဆုံးသွားတယ်ဆိုရင်သူနဲ့ယာရုတူလာစာတူတဲ့သူရဲ့လာစာကိုယူပြီးတော့ကျွန်တော်တို့ဒီ formula ထဲမှာထည့်ပြီးတော့တွက်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူ့မှာကန့်တက်ထားတာကတော့သူ့ရဲ့လက်ရှိလစာရဲ့၅စာထက်ကျော်ပြီးတော့တော့မပေးဘူးပေါ့နော်ဆိုပါဆိုသူက2သိန်းရတယ်ဆိုရင်10သိန်းထက်ကျော်ပြီးတော့တော့မပေးပါဘူးအဓိကတော့ကျွန်တော်ခုနဒီထည့်ဝင်ကြေးလများလေးရလေဆိုရင်မလဲဆက်ဒီ၅စာအထိတော့ကျော်ပြီးတော့မပေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုဘာလို့ရှင်းပြရလဲဆိုတော့တချို့မျိုးနဲ့ယုံနေမှာဒီနာရေးစိတ်ကိုထုတ်ရကောင်းမသိရဲသူကထုတ်ကြရတယ်ပေါ့နော်ဒါမဲ့တချို့ဒီဝန်ထမ်းတွေကကြတော့ဒီနိုင်စိတ်ကိုမသိဘူးမသိတော့သူ့ရဲ့မိသားစုဝင်တွေကလည်း ဒါလူမှုလွဲမှာသွားပြီးတော့မတင်ဘူးပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်နေတာမလို့ဒါ comment မှာမေးထားတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှာရေးစိတ်အကြောင်းလေးကိုဖြေပေးတာပါဒါကလူမှုဖုလုံရေးကပေးတဲ့နှာရေးစိတ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီလီဘာလွန်နဲ့ပတ်သက်တဲ့သင်တန်းတွေအိရှာသင်တန်းတွေပြီးတော့ကျွန်တော်ဒီမေးဖြေလေးတွေသိကျင်နေဆိုရင်ကျွန်တော်ရဲ့ YouTube channel နဲ့ပြီးတော့ကျွန်တော်ရဲ့ TikTok channel ပေါ့နော်အောင်စီသူဆိုတဲ့ TikTok channel ပြီးရင် Aisha Bowa ဆိုတဲ့ Facebook page ဒါတွေ follow လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ